။ငွေစောင်းပေါ်တာအားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့မွန်လမြို့မိတာဘုလို့ခေါ်တဲ့ရှင်စောဘုပင်မကြီးအကြောင်းကိုအားလုံးလည်းကြားပူးကြမှာပါ။ရုပ်ရည်အင်မတန်လှပတင်နေတယ်။ဘာသာတရားကိုင်းဆိုင်တယ်၊ဉာဏ်ပညာထူးချွန်ထက်မြက်တယ်။ဒီလိုဂုံဝိသေသတွေနဲ့ပြည့်ပြည့်စုံတဲ့ဘင်မကြီးပါ။ရှင်စောဘုပင်မကြီးကတတ်တော်59 60ရွယ်ရောက်မှဟန္တာဝတီထင်းနှံကိုစိုးစံခွင့်ရတာပါဒါကြောင့်မို့သူ့ကိုမင်းအူလို့ခေါ်ကြတာပေါ့လေ ပြောချင်တာကဟိုအသက်ရွယ်ကြီးရင်မှဘယင်ဖြစ်တဲ့အတွက်မင်းဦးလူသုံးတာပါရှစောမှုဘယင်မကြီးကဘယင်ဖြစ်ပြီး6နှစ်9နှစ်လောက်ကြာတဲ့အချိန်မှာသူကအမိတ်တရထုတ်ပြန်တယ်အဲ့ဒါဘာလဲဆိုတော့သူဘယင်မလုပ်တော့ဘူးထီနန်းဆွတ်လို့တော့မယ်လို့ကြီးညာလိုက်တယ်ဘာကြောင့်ထီနန်းဆွတ်လို့မလဲဆိုတော့သူကအသက်က65 66ဖြစ်နေပြီဖျားရိပ်တရားရင်မှာပဲအေးဆေးနေခြင်းနဲ့ရန်ကုန်ရွှေဘုံချင်းရင်မှာပဲသွားပြီးတော့ ရှင်ကုံဖျားမှာပဲတရားအထုတ်ခြင်းတယ်အဲ့ဒီအတွက်ကြောင့်မို့ဒီထီးနှန်းကိုသူကတတ်မှတ်ဖြစ်တဲ့ဓမ္မဒရာကိုလွှဲအပ်ပေးခဲ့မယ်ဆိုပြီးတော့ကျင်ညာတာပါအဲ့ဒီအချိန်မှာဟန်တော်ရီထီးနှန်းပေါ်မှာရေရုပ်တသေးတွေဖြစ်ကုန်တယ်ဘာကြောင့်လဲဆိုတော့ဓမ္မဒရာဆိုတာကဘရင်သွေးမဟုတ်ဘူးရာဇသွေးမဟုတ်ဘူးတော်ဝင်သွေးမဟုတ်ဘူးဒီလိုဘရင်သွေးမရှိတဲ့ရာဇသွေးမဟုတ်တဲ့မင်းကြီးမင်းသားမဟုတ်တဲ့လူတယောက်ကိုထီနန်းပေးမယ်ဆိုတဲ့ကိစ္စကို တော်တော်များများကသဘောမတူကြဘူးမူမတ်တွေကသဘောမတူဘူးဒီမျိုးစားနယ်စားတွေကလည်းသဘောမတူကြဘူးတကယ်တော့ဓမ္မဒရဆိုတာကရှင်စောမှုဘိယမကြီးကိုအင်းဝါးကနေဟန်တော်တွေရောက်အောင်ကယ်ထုတ်လာပြီးတဲ့ဘုန်းကြီးနှစ်ပါးနဲ့တပါးပေါ့နော်ဘုန်းကြီးတို့မှဓမ္မဒရနဲ့ဓမ္မညာနာပေါ့အဲ့ဒီဘုန်းကြီးနှစ်ပါးရဲ့အကူအညီနဲ့ပဲရှင်စောမှုကအင်းဝါးနဲ့ဟန်တော်တွေကိုပြန်ရောက်လာတာပြီးတော့ရှင်စောမှုကဒီဘုန်းကြီးနှစ်ပါးကိုလူဝတ်လဲပြီးတော့သူ့ရဲ့သမီးတော်နှစ်ပါးဖြစ်တဲ့မိပကာသောနဲ့တယောက်မိပကာသောနဲ့တယောက် ေးစားပြီးတော့ဒီနှစ်ယောက်ကလည်းဘရင်သမတ်တော်တွေဖြစ်လာတာပေါ့လေရှစောဘုကဘာကြောင့်ဓမ္မတရကိုထိနှံလွှဲပေးခြင်းလဲဆိုတော့သူ့မှာခိုင်လုံတဲ့အကြောင်းတရားရှိနံပါတ်၁ကဘာလဲဆိုတော့အဲ့ဒီအချိန်မှာဟန်တော်ဒီမင်းနေပြီးတော့မှသာသနာတော်ကတော်တော်လေးကို အစင်မပြေဖြစ်နေတယ်ဘုန်းကြီးတွေကဝီနီမန်လိုက်တာဒါကြောင့်မို့သာသနာတော်တက်ရှိကိုလှုပ်ချင်တယ်ရှစောဘုကိုယ်တိုင်လည်းဘာသာတရားအင်မတန်ကန်းဆိုင်တဲ့အတွက်သာသနာတော်တက်ရှိလှုပ်ဖို့ဆိုရင် ဖုန်ကြီးရဲ့ဝီနီးကြောင်းရဲ့စာတက်ပေတက်ဒီလိုလူမျိုးကကင်တွယ်မှရမယ်ဆိုတဲ့အသိကရှင်းဆုံးမှုခေါင်းထဲမှာရှိရဲဒါကြောင့်တမတ်တော်ဓမ္မတရာကလည်းဖုန်ကြီးလူအတွက်ပိရိကတ်သုံးပုံကိုတက်ကြွတဲ့လူဖြစ်တဲ့အတွက်ဒီကိစ္စကိုဆိုရင်ဓမ္မတရာကင်တွယ်နိုင်မယ်လို့ရှင်းဆုံးမှုကယုံကြည်တယ်။ပြီးရင်ဓမ္မတရာကဉာဏ်ပညာလည်းကြီးတယ်။သီလသမားတွေလည်းကောင်းတယ်။ရဲစွမ်းသက်သေလည်းရှိတယ်။ကိုကျင့်သက်ခါလည်းကောင်းတဲ့အတွက်ရှင်းဆုံးမှုကအဲ့ဒီပုံမှာလည်းချစ်ခင်မျက်နှိုးတယ်။ ။နောက်တစ်ချက်ကဟန်တော်ဒီထင်းထဲမှာမင်းဆက်ပြက်နေတယ်။ရှင်စောပုကိုယ်တိုင်ကဘုရင်လုံးမဲ့လူမရှိတဲ့အတွက်မိကြီးမင်းသားမရှိတဲ့အတွက်ဘုရင်တက်လို့ရတဲ့ဟိုမိန်းမတန်မဲပေါ့နော်ဘုရင်တက်လို့ရတာတင်မြောက်ခြင်းခံရတာ။ရှင်စောပုရဲ့သားတော်ဗညာပရူးဆိုလည်းဘုရင်ဖြစ်တယ်၊သူများလှုပ်ကြံလို့သေတယ်။ဗညာပရူးမရှိတဲ့အချိန်မှာရှင်စောပုရဲ့တူတော်လိမ့်မွန်ထောနန်းတက်တယ်လေမွန်တော်လဲ6လ9လနဲ့လောက်ကြံခံရတယ်။နောက်ဆုံးအင်ရှေ့ဇန်တွေမိကြီးမင်းသားတွေပြက်လက်တဲ့အထိကိုဖြစ်ပြီးတော့ ရှစောဘုကိုဘယင်မတင်မြောက်ရတဲ့အဖြစ်ထိကိုဟန်တော်ရီထိနှက်မှာအဲ့ဒီချိန်မှာရှုပ်ထွေးနေတာတစ်ဖက်မှာလည်းပေါ့နော်မျိုးစားတွေဖြစ်တဲ့ပသိန်စားတို့မုံသမစားတို့ညောင်မြစားတို့စသဖြင့်မျိုးစားတွေကလည်းထိနှက်လိုချင်ကြတာဟန်တော်ရီထိနှက်ကိုလိုချင်ကြတယ်အဲ့တော့သူတို့ကဘယ်လိုစဉ်းစားလဲဆိုတော့ရှင်စောဘုသာဘယင်မလုပ်ဘူးဆိုရင်သူတို့မျိုးစားတွေဟန်တော်ရီကိုလာပြီးတော့ဘယင်လုပ်မယ်အဲ့ဒါကြောင့်မို့လဲ ်ရှင်စောဘူးရဲ့တမတ်တော်ဓမ္မဒရာကိုထိနှံပေးမဲ့ကိစ္စကိုသဘောမတူဘူးလို့မျိုးစားနယ်စားတွေကလည်းအဲ့ချိန်မှာကြေညာတယ်။တဖက်မှာနန်းနန်းထဲမှာရှိတဲ့မူမတ်တင်နာပတိတွေကလည်းဓမ္မဒရာကိုအင်ရှိဆန်တင်မဲ့ကိစ္စထိနှံလွှဲပေးမဲ့ကိစ္စကိုလုံးဝသဘောမတူဘူး။ဘာကြောင့်လဲဆိုတော့သူတို့ကမူကြီးမတ်ရတယ်။တသက်လုံးသူများတွေကမော်ဖူးခဲ့ရတာ။အခုဓမ္မဒရာကိုသူတို့ကပြန်ပြီးမော်ဖူးရမဲ့ကိစ္စသူတို့မလုပ်ချင်ဘူး။ဘာလို့လဲဆိုတော့ဓမ္မဒရာဆိုတာကမုဆုမသား။ဘုန်းကြီးလူထက်ဘာမှမဟုတ်ဘူး။ ဘုရင်မရဲ့တမိနဲ့ယူလို့သာဟိုတမတ်တော်ဖြစ်နေတာတာမန်အယတ်တာဒီလိုအယတ်တာတယောက်ကိုဒီဘောနောဟိုဂုံသူကြီးကြီးတဲ့မူးကြီးမညာတွေကမကြော့ကြင်ကြမကြော့နိုင်ကြဘူးစစ်သူကြီးတွေကလည်းမကြော့နိုင်ဘူးအဲကြောင့်တို့ကချက်စုပ်မှုကိုပြောတယ်ဓမ္မဒရာကိုထိနှန်းတင်တာတို့သဘောမတူဘူးအဲ့တော့အဲ့ဒီအခြေအနေမျိုးမှာချက်စုပ်မှုဘုရင်မကြီးကဘလို့ကင်တွယ်ဖြည့်ရှင်းခဲ့လဲဆိုတော့ကျွန်တော်တို့အမွန်တမိုင်းအတွက်ရောမြန်မာတမိုင်းအတွက်တိတ်ကို လေးစားတမိုးထားစရာကောင်းတယ်ချစောပုမေမကြီးကဘာလုပ်လဲဆိုတော့မူးမတ်တွေကိုခေါ်ပြီးတော့မျိုးစားနယ်စားတွေကိုခေါ်ပြီးတော့တိုင်ကလှဲ့လည်မယ်ဆိုတော့ကြင်ညာလိုက်တယ်အဲ့လိုတိုင်ကလှဲ့လည်ဖို့သွားတဲ့ချိန်မှာလည်းမြင်းလည်းမစီဘူးယထာလုံးလည်းမစီအကုန်လုံးလမ်းလျှောက်သွားကြမယ်ဆိုပြီးတော့အမိတ်ထုတ်တယ်ဒီလိုနဲ့ပေါ့နော်ချစောပုမေမကြီးကရှေ့ကကြွားတယ်အနောက်ကမူးမတ်တင်တာပရိတွေကအနောက်ကလိုက်တယ်ပေါ့တမျိုးပြီးတမျိုးတရွာပြီးတရွာ အန္တာဝတီမင်းနေပြည်တော်ထဲမှာရှောက်ရင်ရှောက်ရင်တိုင်ကလှဲ့လေနေတနေရာရောက်တဲ့ချိန်မှာမြောင်းလေးတစ်ခုတွေ့တယ်အဲ့မြောင်းကိုတရားမထိုးတော့ဘူးမြောင်းရဲ့ဟိုဘက်ကံရောက်ဖို့အတွက်မလုပ်တော့ဆိုတစ်သုံးတစ်ပိုင်းလေးတစ်ပိုင်းကိုမြောင်းပေါ်မှာတင်ထားတယ်အဲ့ဒီတစ်သုံးပေါ်ကနေပဲဖျက်ရှောက်သွားတယ်ရှင်စောဘုရင်မကြီးကအဲ့တစ်သုံးပေါ်ကနေပဲဖျက်ရှောက်တယ်အဲ့ဒီခါကျတော့မူးမက်တရားဟောဒီတစ်သုံးကြီးကလှုပ်နေတာပေါ့နော်ဟောပြုတ်ကြသွားမယ်ဟို မတော်ပါနဲ့ပေါ့တပတ်ဘုရင်မကြီးကလက်မခံဘူး ဒီတစ်သုံးဘွားငါလဲလျှောက်မယ်နေတို့လည်းအကုန်လုံးလျှောက်ဆိုတော့အကုန်လုံးဒီတစ်သုံးဘွားနေဖြတ်လျှောက်သွားကြတယ်ဟိုဘက်လည်းရောက်သွားတဲ့အချိန်မှာဘင်မကြီးကဘာပြောလဲဆိုတော့အဲ့ဒီတစ်သုံးကိုနန်းတော်တယ်လာခဲ့တယ်အဲ့တော့မူမတ်တွေကလည်းဒီတစ်သုံးကြီးကိုနန်းတော်ထီကိုတယ်သွားကြတယ်ဟန်တော်ဒီနန်းတော်ပြန်ရောက်တဲ့အချိန်မှာရှင်စောဘုဘင်မကြီးကနိုင်ငံထဲမှာရှိတဲ့အကျော်ကြားဆုံးဘုရားရှင်တွေခေါ်ပြီးတော့ဒီတစ်သုံးကိုဘာလောက်ခိုင်းလဲဆိုတော့ဗုဒ္ဓရုပ်ပွားတော်ဆင်းရူတော်ထုတ်ခိုင်းတယ် ဗုဒ္ဓယုံမှာတော့စင်လူတော်ကိုဒီဗမှုဆရာတွေကလည်းဒီဝိညာဉ်တော်နဲ့အညီပေါ့နော်ထုလုပ်တယ်ပြီးတဲ့အချိန်မှာရှင်စောပုဘိယမကဘာထက်လုပ်လဲဆိုတော့ဘုံကြီးတွေကိုပင့်တယ်ထေကြီးဝါကြီးတွေဒီတက်တုံဗုဒ္ဓစင်လူတော်ဖြစ်သွားတဲ့အချိန်မှာအဖျားအနေကစားတင်တယ်ဖျားအနေကစားတင်ပြီးတဲ့အချိန်မှာမှညီလာခံပြန်လုပ်တဲ့အချိန်မှာရှင်စောပုဘိယမကြီးကမူမတ်တင်နာပရိဒီနဲ့ဒီမျိုးစားနယ်စားတွေအကုန်လုံးကိုဘလို့မိတ်ကြလဲဆိုတော့ ယုံအမတဲ့ပညာစင်းနေပတော့ကြောပတော့အမဲရူဝနိုမောခွန်တဲ့တမောင်ချီတော်လုံးနဲ့လုံးလန်ကလေးအခွန်ငူနုံကဲလုံးမောင်နေဟဲ့ဟမုမနိုင်တော့တက်စပယ်ရစီရေကြရဦးစင်းဟဲ့အဲ့လိုမကြတာပါတိုက်ကိုဉာဏ်ပညာနဲ့ပြည့်စုံတဲ့မိတ်ဆွေချက်ပါ ကျွန်တော်တို့ကမွန်စာတင်တဲ့အချိန်မှာအငယ်တန်းမှာဆိုရင်ဒီစာပိုက်ကိုပေါ့နော်ကျွန်တော်တို့အလို့ကြက်မှတ်ခဲ့ရတဲ့အတွက်ကျွန်တော်အခုချိန်ထိဒီစာပိုက်ကိုရင်းနဲ့သေးသေးလေးပေါ့နော်ဟိုမှတ်မိနေလို့ဒါကိုကျွန်တော်အခုဟိုပြန်ရွတ်ပြရခြင်းဖြစ်ပါတယ်ပြန်ရွတ်ပြနိုင်ရခြင်းဖြစ်ပါတယ်အတိတ်ဘယ်ကမူမတင်တာပြိစစ်သူကြီးအပေါင်းတို့အခုမြင်နေရတဲ့ဗုဒ္ဓဆင်းလူတော်ဟာတစ်ချိန်လုံးကတစ်တုံသူနင်းသွားငါနင်းသွားဖြတ်လျှောက်သွားတဲ့တရားခင်းတဲ့တစ်တုံတစ်ပိုင်းလေးတစ်ခုပါ ီချိန်မှာတော့ဒီတစ်သုံးပေါ်မှာတင်တို့ဖြတ်လျှောက်ရဲသေးလားဒီတစ်သုံးတစ်ပိုင်းကိုတင်တို့အခုရှစ်ခိုးဦးချနေရတယ်မဟုတ်ဘူးလားအဲ့လိုမိတ်ကြတာပါပြောနေတာကတစ်သုံးတစ်ပိုင်းတရားခင်းတာနဲ့တစ်သုံးတစ်ပိုင်းတော့ဗုဒ္ဓရုပ်ဘွားတော့စဉ်းစားတော့ထုပြင်းရှစ်ခိုးရသေးတယ်ဖျားလေးကစားတင်ပြီးရင်တစ်သုံးဆိုတာပျောက်ပြီးတော့ဖျားစဉ်းစားတော်အနေနဲ့အားလုံးကလက်အုပ်ချီရှစ်ခိုးရတယ်အဲ့ဒါလိုပဲ ဓမ္မဒရာလို့ခေါ်တယ်သူရဲ့တမတ်တော်ပေါ့နော်ဘယင်းသွေးမဟုတ်ဘူးယာဇအသွေးမဟုတ်ဘူးဒါပေမဲ့မင်းမြောက်တစား၅ပါးနဲ့ယာဇပိတိတ်ကခံပြီးရင်တေကြတယ်အားလုံးကဘယင်းဖြစ်ရှစ်ခိုးရမှာပဲရှစ်မခိုးချင်လို့မရအောင်သူကဘယင်းဖြစ်သွားပြီဒီသဘောကိုရှင်စောဘုဘယင်းမကြီးကဒီလန်ခင်းတစ်သားပိုင်းနဲ့တစ်သုံးနဲ့ခိုင်းနှိုင်းပြီးတော့တာရကပေးသွားတာပါတိတ်ကုံတော့ဉာဏ်ပညာကြီးတယ်အဲ့ဒီချိန်မှာမူမက်တွေကဘာမှပြောလို့မရတော့ဘာမှအကွန့်တက်လို့လည်းမရတော့ ဒီလိုနဲ့ဓမ္မဒရာကိုရှင်စောဘူးရဲ့ဒီအင်ရှိဇံနောက်တော့ဘယင်ဖြစ်တင်မြောက်ပေးခဲ့ကြတာပေါ့လေဒါကြောင့်မို့လဲကျွန်တော်တို့ဒီနေ့မွန်သမိုင်းမှာဓမ္မစီတီမင်းကြီးဖြစ်ထင်ရှားကြော်ကြားခွင့်ရခဲ့တာပါဒီဓမ္မစီတီမင်းကြီးကြောင့်ပဲကျွန်တော်တို့မွန်နေရဲ့သာသနာတော်တတ်ရှိရေးကလည်းအများကြီးအချိန်မှာလှုပ်ဖြစ်ခဲ့တယ်မြမသမိုင်းမှာဆိုရင်ဒီသာသနာတတ်ရှိရေးအများဆုံးလှုပ်ခဲ့တဲ့ဘယင်ကကျွန်တော်တို့ဓမ္မစီတီမင်းကြီးပဲခဏပြောတဲ့ရှင်စောဘူးရဲ့တမတ်တော်ဓမ္မဒရာ ဘုန်းကြီးလူတွက်ပဲအကယ်၍သာအဲ့ဒီချိန်တုန်းကရှင်သောဘုရားဉာဏ်ပညာနဲ့ရဲစံတသိနဲ့မပြည့်စုံဘူးဆိုရင်ဓမ္မတရာကလည်းဘယင်းသမတ်ယာရုကနေရှေ့တိုးလာစရာအကြောင်းမရှိသူဓမ္မစတိမင်းကြီးလည်းဖြစ်လာစရာအကြောင်းမရှိဘူးကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာသာသနာတော်ကလည်းဒီနေ့ဒီချိန်ဒီပုံစံဖြစ်ခြင်းမှာဖြစ်နေမယ်ကျွန်တော်တို့မွန်သမိုင်းကလည်းဒီနေ့ဒီပုံစံဖြစ်ခြင်းမှာဖြစ်နေပါလိမ့်မယ်ဒါကိုအားလုံးသိစေခြင်းနဲ့အတွက်ကျွန်တော်ဒီဘလော့မှာဝင်မြပေးရခြင်းဖြစ်ပါတယ် 好了，就是没得，但我不么弄了。